မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇမလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စက္ကန့်သိတိုက်ပွဲသတင်းကတော့အရခတ်တပ်တော် AA ကမောင်တော်မြို့မှာရှိတဲ့တခုတည်းသောလက်ကျန်စက္ကန့်နခခငါနေကြားဆောင်ဌာနချုပ်ကိုဒီဇမလ6ရက်နေ့ကအောင်မြင်စွာသိမ်းပိုက်လိုက်ပြီးဖြစ်ကထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဘက်က သူတို့တက်နိုင်တဲ့တခုတည်းသောသူတို့လုံနေကြအတိုင်းနာခခငါးကိုလေချောင်းကနေအကြီးကျယ်ဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေတာတွင်းစစ်ရေးသတင်းရေးမိကပြောဆိုထားပါတယ်အခုလက်ရှိအချိန်ထိနာခခငါးကို စစ်ကောင်စီကအကြီးအကျယ်ဘုံကျဲနေပါတယ်စခန်းတစ်ခုလုံးကိုရစရာမရှိအောင်လို့ဖြတ်စည်းပစ်တဲ့သဘောပါတရင်အတွင်းထဲကို Jet Fighter နှစ်စီးနဲ့ပေါင်900ဘုံ၄လုံးကျဲချခဲ့ပါတယ်စစ်ကောင်စီအရာရှိအကြီးအကျယ်တွေဖမ်းဆီးရမိလားကြာဆုံးသွားတော့အတိအကျမသိရသေးပါဘူးကဲထုတ်ခဲ့တဲ့အကျဉ်းသား9ဦးကတော့စေကူတမှုခံယူနေရပါတယ်မွတ်စလင်2ဦးနဲ့ရခိုင်3ဦးလို့သိရပါတယ်လို့ပြောကြားထားပါတယ် ဖမ်းဆီးခဲ့တဲ့သူများဟာနာခခငါမြေအောင်ခန်းထဲမှာချုံနောင်ခံထားရပြီးတော့အရခတက်တော်အေအေကကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားများကိုလိုက်လံရှင်းလင်းနေကြတယ်လို့သိရပါတယ်။အန်ဒီရဲ့များလုံးလို့လမ်းတွေကိုအားလုံးကိုတော့ပိတ်ထားတယ်။ယာယီသွားတာလို့တော့မရသေးဘူးလို့ပြောဆိုထားပါတယ်။အာရခတက်တော်အေအေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းနဲ့အပြင်းထန်ဆုံးသောဘုံကျဲကာကွယ်ခုခံနေတဲ့နာခခငါးကိုပျောက်မြောက်တဲ့ထိုးစစ်နဲ့အခုလိုမျိုးတိမ့်ပိုင်နိုင်ခဲ့တာလည်းဖြစ်တယ်လို့သိရပါဗျ။အာရခတက်တော်အေအေရဲ့ ်ဒီဇင်ဘာလ6ရက်နေ့ကထုတ်ပြန်ချက်မှာလဲမောင်တော်နခခငါစခန်းအတွင်းကခုခံနေတဲ့ရန်သူအဖွဲ့များဟာဝေဟင်ကတွေခဲရများရိတ်ခါများဖြည့်တင်းပေးယုံကလွဲပြီးတော့ကုံလန်းရေလန်းကနေပြီးတော့မြည်သည့်စစ်ကူမှလာရောက်ပြီးတော့ဖြည့်တင်းပေးနိုင်တဲ့အခြေအနေမျိုးမဟုတ်တဲ့အတွက်ကြောင့်နခခငါစခန်းဟာလဲမိမိတို့ရဲ့ထိုးစစ်အောက်မှာမကြမီမှာရရှိတော့မယ်မောင်တော်မျိုးရဲ့နောက်ဆုံးလက်ချံစခန်းတစ်ခုသာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်ဒါကြောင့်နခခငါစခန်းကိုအပိဒတ်တိမ့်ပတ်ရရှိရေးအတွက်ထိုးစစ်ကိုအချိန်ဟုန်မြင့်တင်ပြီးတော့ဆက်လက်ပြုလုပ်ရရှိတယ်လို့ဖော်ပြထားပါတယ်နခခ ငါးကိုတိမ့်ပတ်ရရှိခြင်းနဲ့ပတ်သက်ပြီးတော့အာရခတက်တော်ကများမကြာမီမှာသတင်းတွေကိုထုတ်ပြန်နိုင်လိမ့်မယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာရခတက်တော် AA ရဲ့ထိုးစစ်ဟာ အမ်းမြုံမှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရောက်ရှိနေတဲ့အချိန်စစ်ကောင်စီခန့်ရခိုင်ပြည်နယ်ဝင်ကြီးချုပ်ဟာစစ်တွေမြို့မှာဝန်ထမ်းများနဲ့အတူအထူးနေလဲစားစားနေတယ်လို့စစ်ကောင်စီဘက်ကဖော်ပြလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကခန့်အပ်ထားတဲ့ရခိုင်ပြည်နယ်ဝင်ကြီးချုပ်ဦးထိန်လင်းဟာပြည်နယ်အစိုးရအဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများရဲတပ်ဖွဲ့ဝင်များနဲ့အတူ2024ခုနှစ်ဒီဇင်ဘာလ6ရက်နေ့ကနေလဲစားစားနေတယ်လို့သိရပါတယ်ဝန်ထမ်းများအနေနဲ့လုပ်ငန်းတာဝန်များကျေးဇူးစွာထမ်းဆောင်ပြီးတော့ ဝန်ထမ်းလုံခြုံရေးရုံးလုံခြုံရေးနဲ့ရုံးစာရွက်စာတမ်းများလုံခြုံရေးတို့ကိုအလေးထားဆောင်ရွက်ကြရန်လိုအပ်တယ်လို့စရင်စစ်ချုပ်ရုံးမှဝန်ထမ်းများနဲ့တွေ့ဆုံတဲ့အချိန်မှာရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းကပြောကြားလိုက်ပါတယ်ဒါအပြင်ရုံးလုံငန်းများကိုလည်းဝန်ထမ်းများအချင်းချင်းစီလုံးပူးပေါင်းဆောင်ရွက်ကြရန်လည်းပြောဆိုလိုက်တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှုရုံးကိုတွားပြီးတော့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအဓိကကြကြောင်းနဲ့ရဲတပ်ဖွဲ့ဝင်များဟာအချင်းချင်းစီလုံးကတပ်ဖွဲ့စိတ်ရှိရန်လိုအပ်ကြောင်းလည်းပြောဆိုလိုက်ပါတယ် ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းတာဝန်များအောင်မြင်ရန်အတွက်တပ်ဖွဲ့ဝင်များနဲ့အတူမိသားစုတပ်ဖွဲ့စီစီလုံးလုံးပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ပြောဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရဲအကူတပ်ဖွဲ့ခွဲကစ်ပါခမ်းမမှာရဲတပ်ဖွဲ့ဝင်များနဲ့အတူနေလေစာစားခဲ့ကြတယ်လို့သိရပါတယ်။အေးအေးဟာအမ်းမြို့နယ်မှာစစ်ကောင်စီရဲ့စခန်းများအလုံးကိုတင်ပိုက်ထားပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပါခတခုသာကျန်တော့တယ်လို့ ဒီဇင်ဘာလ6ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကစစ်ကောင်စီရဲ့ဗျူဟာဌာနချုပ်များကာကင်းစခန်းကြီးစခန်းငယ်တပ်ရင်းဌာနချုပ်များတပ်ခွဲအသီးသီးအပါအဝင်တပ်ဆွဲစခန်းချစခန်းပေါင်းစုစုပေါင်း30ကျော်ရှိတဲ့နေရာက ဌာနချုပ်စခန်းတစ်ခုသာတင်းရန်ကြံတော့တယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီကရခိုင်ရိုးမဘက်ကနေရဟတ်ရင်များနဲ့စစ်ကူများကိုအချိန်ကြိမ်ပို့ဆောင်ပြီးတော့အားဖြစ်တင်းရန်ချိုးပန်းခဲ့တော့လဲအေအေကဖြတ်တောက်ပိတ်ဆို့ထားခြင်းကြောင့်၃ရက်အတွင်းမှာစစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုလုံးကြာဆုံးသွားတယ်လို့သိရပါတယ်ဒါအပြင်ဂွားမြို့နယ်ဘက်မှာလည်းစစ်ကူတက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကိုနိုဝင်ဘာလ24ရက်နေ့ကဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအလောင်း120ကျော်စစ်တုံးမှန်းတချို့နဲ့လက်နက်ခဲယမ်းများစစ်သုံးဆောင်ပစ္စည်းများကိုလည်းတင်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်အေအေဟာတ ရုတ်စီးပွားရေးများရှိရာကြောက်ဖြူမန်အောင်နဲ့မြို့တော်စစ်တွေတို့မှာတိုက်ပွဲများဖော်ဆောင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာရှိတဲ့မော်ဘီလေတပ်ကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကကြေးရွာများကိုဇက်တိုက်စီးနှင်နေပြီးလေတပ်အနီးမှာညအချိန်ဖြတ်တန်းသွားလာတဲ့ကားများကိုပြစ်မိတ်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ6ရက်နေ့ည9:43မိနစ်ခန့်မှာရန်ကုန်မြို့မော်ဘီလေတပ်စခန်းအတွင်းကို112တိုက်ခတ်ရေးစစ်လေယာဉ်များထားရှိရာလေယာဉ်ယုံဟန်ကာကို Brave Warriors for Myanmar BWM အဖွဲ့ကပြင်မှတ်ထားပြီးတော့တရားခွန်မမ short တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းမဆက်တက်ကဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းကစပြီးတော့အင်အားအလုံးရင်းနဲ့လေးတပ်အနီးမှာရှိတဲ့ခြေရွာများကိုဇက်တိုက်ဝင်ရောက်စီးနင်းနေခြင်းဖြစ်ပြီးတော့ညပိုင်းမှာလည်းလေးတပ်အနီးကင်းမုံအများပြားချထားတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းမဆက်တက်ကဒငင်းကုန်းနဲ့ထောက်ကြံဘက်ကိုဈေးတက်ရောင်းကြမယ်ကားများကိုလည်းညဘက်ဖြတ်တန်းခွင့်မပေးတော့ဘဲဖြတ်တန်းသွားတဲ့ကားများကိုပြစ်မိတ်ပေးထားတယ်လို့သိရပါတယ် ဒီဇင်ဘာလ9ရက်နေ့ညပိုင်းမှာလေလေဒါအနီးမှာရှိတဲ့ကျေးရွာများကိုအစင်းစစ်ဆေးရန်လှုပ်ဆောင်နေကြတယ်လို့သိရပါတယ်။ညကပြစ်ခတ်မှုကြောင့်ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းမှာတိုက်ရဲမှုဆိုတဲ့လူကဒီညတငင်းကုန်ထောက်ချက်ဘက်ကိုဈေးတက်ရောက်မဲ့ကားတွေကိုညမထွက်ရအမိန့်ထုတ်တဲ့အပြင် အသေးပြစ်ခတ်မိန်တွေကိုပါထုတ်ထားတယ်ညောင်နာပင်ရွာမှာလည်းမြေလံပြီးတော့ရှာဖွေရေးတွေလုံနေတယ်အခု SS မယ်လို့ကြားတယ်ရွာထဲကိုညကမော်ဘီကတိုင်ရဲမှုပါပါလာပြီးတော့စစ်စေးရေးတွေလုံနေတယ်လို့ကြားတယ်ဒီဇမလ9ရက်နေ့ညမှာအချိန်မတော်ထွက်မဲ့ကားတွေကိုလည်းအဲ့ဒီတိုင်ရဲမှုကပြစ်မိန်ပေးထားတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့မကွေးတိုင်းရေစကြုံမြို့နယ်မှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပြီးကြေးရွာ၃ရွာကိုမိရှို့ဖျက်ဆီးခဲ့ရာ နေအိမ်စုစုပေါင်း60နီးပါးမိလောင်ဆုံးရှုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမလာတရက်နေ့မှာအင်အား80ခန့်ပါတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိများဟာကံဘက်ခြေရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကထိခိုက်မှုရှိပြီးတော့ရေစကြုံမြို့ပေါ်ကစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့ရာတောရွာခြေရွာအတွင်းမှာကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့9နှစ်ခန့်အရွယ်ကလေးငယ်နဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစတုံပကဖပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်။ကလေးကတင်ပစုံဒဏ်ရာရတယ်။အမျိုးသမီးကဥကောက်နဲ့ခြေထောက်ဒဏ်ရာရတယ်လို့ဒေသခံတို့ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာကံဘက်ခြေရွာကိုဝင်ရောက်မှွေနောက်ကပြည်သူများရဲ့ရွှေများဖုန်းများကိုခိုးယူသွားပြီးတော့နေအိမ်33လုံးကိုလည်းမိရှုဖျက်ဆီးသွားတယ်လို့ဒေသခံများကပြောပါတယ်။ဒါအပြင်ဒီဇင်ဘာလ၄ရက်နေ့ကလည်းခလာရ298တိုင်ရင်ကစစ်ကြောင်းဟာရွာတဲ့ခြေရွာကိုရောက်ရှိနေပြီးတော့မနက်9နာရီကမှတစ်ချိန်နေ့လယ်2နာရီကမှတစ်ချိန်နှစ်ချိန်တိုင်တိုင်ရေစကြိုပကဖနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ရေစကြိုပကပကပြောပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား6ဦးကဒဏ်ရာရရှိခဲ့ကြောင်းရေစကြိုပကပကပြောဆိုထားပါတယ်ခလာရ296 259တို့258တို့တဲကနေပြီးတော့ထွက်လာတာသူတို့စစ်ကြောင်းထိုးလာလို့ ရွာတွေတဲကိုဝင်မဲ့အချိန်မှာထိတွေ့မှုဖြစ်တာလို့ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံကပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့အချိန်မှာမြို့ပေါ်ကနေလက်နက်ကြီးပစ်ကူပေးမှုကြောင့်နှက်ဆန်းတဲ့အရွယ်အမျိုးသားတို့ဟာလက်နက်ကြီးကြီးထိမှန်တမ်းရနဲ့စေကူသားမှုခံယူနေစဉ်ပေဆုံးသွားခဲ့ကြောင်းဒေသခံတို့ကပြောပါတယ်။ဒီသမားလာ9ရက်နေမှာလဲအဲ့ဒီစစ်ကြောင်းဟာထန်းဆယ်ပင်ကျေးရွာမှာရှိတဲ့နေအိမ်14လုံးခန့်နဲ့ကတဲ့ကျေးရွာကနေအိမ်10လုံးခန့်ကိုလည်းထပ်မံပြီးတော့မိရှုဖြတ်စည်းသွားတယ်လို့ဒေသခံများကပြောပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်မှုကြောင့် ရွာချောင်းရွာက15နှစ်အရွယ်အမျိုးသမီးငယ်တအုပ်နဲ့အသက်40ကျော်ခန့်အရွယ်အမျိုးသားတအုပ်တို့လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ယခုကအဲ့ဒီစစ်ကြောင်းဟာရေစကြုံမြို့နယ်ပကန်းကြီးချေးရွာအနီးကိုရောက်ရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီစစ်ကြောင်းရဲ့ပြစ်ခတ်မှုများကြောင့်ကြေးရွာခွနရွာကန်းကဒေသခံပြည်သူထောင်ထဲချပြီးတော့ထွက်ပြေးတိမ်းရှောင်နေရပြီးအကူအညီများလည်းလိုအပ်နေတယ်လို့ဒေသခံများကပြောပါတယ်စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း2021ခုနှစ်မေလ1ရက်နေ့ကနေ2024ခုနှစ်ဩဂတ်လ31ရက်နေ့အထိစစ်ကောင်စီတပ်နဲ့၎င်းရဲ့လက်အောက်ခံအဖွဲ့အစည်းများရဲ့မိရှုပ်ဖျက်ဆီးမှုများကြောင့်အရက်သားတွေရဲ့နေအိမ်13454လုံးပျက်စီးခဲ့တယ်လို့ Data for Myanmar ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းထီးလင်းမြို့မြို့မရဲစခန်းကရဲတပ်သားတအူးဟာတနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ၄ရက်နေ့မှာထီးလင်းမြို့မြို့မရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်သားတအူးဟာကံကောခရိုင်အမတ်လေးတရင်ထံကိုလက်နက်ခဲအများယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီရဲတပ်သားဟာ MA 30တနက်တလက် G 142တောင်းတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ် CDM ဝင်ရောက်လာတဲ့ရဲတပ်သားဟာစစ်အာဏာရှင်ရဲ့လူမဆန်တဲ့လှုပ်ဆောင်မှုများကိုလက်မခံနိုင်တာဟာ ြပြီးဖြစ်ကြောင်းရခင်ကလည်းလက်နက်ခဲယမ်းများနဲ့စီဒီအမ်ဝင်ရောက်ရန်စ조사ခဲ့မှုပြီးမအောင်မြင်ခဲ့ကြောင်းသိရှိရပါတယ်။ထီးလက်မျိုးအတွင်းမှာကြာရှိခဲ့တဲ့ရဲစစ်သားနဲ့ပြူစောတိများဟာလည်းစိတ်ဓာတ်တွေပြတ်ပြားနေကြပြီးတော့အချင်းချင်းစီလုံးညီညွတ်မှုမရှိတော့ကြောင်းကြာရှိခဲ့တဲ့သူများကိုလည်း တော်လိုင်းတပ်ဖွဲ့များနဲ့အချိန်မီချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ကြရန်နဲ့ပြည်သူလူထုအပေါ်လူမဆန်ရက်ဆက်ရုံမာတဲ့မင်းအွန်လိုင်းဦးစီးတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာဆက်လက်ပြီးတော့တောင်းဝမထမ်းဆောင်ကြရန်တိုက်တွန်းလိုကြောင်းထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတောင်းဝရှိသူတို့ကပြောဆိုထားပါတယ်လက်နက်နဲ့တကွာပြည်သူရင်ဝင်ကိုဝင်ရောက်ခိုးလုံခဲ့တဲ့ CDM ရဲတပ်သားကိုကာကွယ်ဝင်ကြီးဌာနကဂုံပြုစုချင်းမြင့်ငွေပေးအပ်နိုင်ရန်လဲဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ထီးလင်းမြို့ပေါ်မှာရှိတဲ့စစ်တပ်ထိန်းချုပ်ထားတဲ့နေရာများမှာတိုက်ပွဲအရှိန်မြင့်တယ်မှာဖြစ်တဲ့အတွက်မြို့ပေါ်မှာနေတဲ့ပြည်သူများအလုံးဒီဇမ မာလ31ရက်နေ့နောက်ဆုံးထားပြီးတော့ထွက်ခွာပေးကြပါရန်ထီလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ